ဲဒီနေ့တော့ခင်ကျွာအလပါနဲ့ပတ်သက်ပြီးတော့ပေါင်နာမုတ်စွာအားလုံးသုံးကြပါမယ်ဟုတ်တယ်နော်အဲ့တော့ပေါင်နာမုတ်သုံးတဲ့သူတွေတတိထားတဲ့အချက်လေးပြောမယ်ပေါင်နာမုတ်ကကိုယ့်မျက်နှာမှာဘာတွေပေါ့နော်အရေးပြားတဲ့ပတ်သက်တဲ့ကျန်းမာရေးဘာကိုထိခိုက်နိုင်လဲဆိုတဲ့အကြောင်းအလေးပေါ့နော်အဲ့ဒါလေးကိုဟန်ဆန်ချက်ချက်မှာဖတ်ထားတာလေးပြောပြပေးမယ်မျက်နှာပေါ်မှာတဲ့ပေါင်နာမုတ်ရိုက်ပြီးအလပြင်နာကဒါပေါ့နော်ဟိုပေါင်နာကြောင့်ဖြစ်နိုင်တဲ့အရေးပြားကျန်းမာရေးပြဿနာရှိနေအဲ့ဒါဘာလဲဆိုတော့ပထမဆုံးနံပါတ်1ကအရေးပြား6တွေ့စီရေလို့ပြောတယ်အကြီးကမျက်နှာ6တဲ့သူတွေတချို့အသားရေ6တဲ့အဲ့လိုလိုမျိုးတွေတော့တတိထားပြီးတော့သုံးတဲ့နယ် င်တဲ့မျက်နှာလေးပေါင်တာရရတဲ့အသားရည်ကိုသူကအလွန်မင်းချောက်သွေ့စေရတဲ့ပေါင်တာမုံကိုပို့ပြီးတော့ဟိုပေါင်တာမုံသားပို့ပြီးတော့နူးညံ့လေးလေးသူကတဘာဝအလျောက်ပေါ့နော်အရေးပြားအထွက်ရှိရဲ့အစီအူအဆုပ်ဆုပ်ယူမှုခံရလင်လေးပဲတဲ့အဲ့ဒီအတွက်ကြောင့်ရလက် ကကြတော့အရေးပြားပေါ်မှာရှိတဲ့ဒီပေါ့နော်အပေါက်တေးတေးလေးချွေးပေါက်လေးဒါတွေကပိတ်ဆို့သွားတယ်တဲ့ပိတ်ဆို့သွားပြီးတော့အရေးပြားရဲ့လုပ်ငန်းဆောင်တာတွေကောင်းကောင်းမလုပ်နိုင်တော့ဘူးအဲ့လိုမလုပ်နိုင်တဲ့နောက်ဆက်တည်းမှာမျက်နှာအရေးပြားတွေခြောက်သွေ့မယ်နောက်အရေးပြားတဲ့အရေးကြီးတဲ့ကောလာဂျင်အမြင့်တက်တွေထုတ်လုပ်မှုတွေနှဲပါသွားတာတွေဒါမျိုးတွေဖြစ်နိုင်တယ်တဲ့ ်အဲ့တော့ပေါင်နာမုတ်ကိုသုံးမယ်ဆိုရင်တော့နည်းနည်းသတိထားရမယ်အရေးပြား6သိစေနှုတ်ညံ့လေးလေးပို့ပြီးတော့6သိလေးလေးပဲအဲ့တော့အရေးပြားဒီအစီထွက်တဲ့ထွက်ထွက်များတဲ့သူတွေပဲသုံးတယ်နဲ့ထင်တယ်နော်အမုံကအရေးပြား6သိရင်တော့တိတ်တော့မသုံးတယ်ဘူး နောက်တစ်ခုကဝက်ချံပေါက်တယ်တဲ့အရင်ပြားပေါ်မှာရှိတဲ့အပေါက်ကလေးခုနပြောတဲ့ချွေးပေါက်လေးတွေဒါတွေကပေါင်တာမုံနဲ့ပိတ်ဆို့သွားမယ်ဆိုရင်ဝက်ချံပြစ်ဖို့အခွင့်အလမ်းပိုးပြီးတော့များသွားတယ်တဲ့မျက်နှာပေါ်မှာထွက်တဲ့အစီရင်နဲ့နောက်ဖုံမုံနေအဲ့ဒီပေါင်တာမုံတွေကပေါင်းဆက်သွားတယ်ပေါင်းဆက်ပြီးတော့ကုဆတ်ရောဂါပိုးလည်းဝင်နိုင်တယ်ဝက်ချံပြစ်တဲ့တာတွေလည်းဖြစ်နိုင်တယ်တဲ့အဲ့တော့ဝက်ချံငကိုရရှိနေရင်တော့ပိုးပြီးတတိထားရမယ်နော်ပေါင်တာမုံတော့ရင်တခါတည်းဒီချွေးပေါက်လေးတွေပိတ်သွားမှာဆိုတော့ နောက်တစ်ခုကရေရှည်သုံးရင်အဆောက်အအုံပျက်စီးစေရလို့ပြောရတယ်။ကြောက်စရာကြီး။အဲ့တော့တချို့ပေါင်တာမုံတွေကသူကရှူရှိုက်မိတဲ့အခါမှာဆိုရင်အသက်ရှူလမ်းကြောင်းနဲ့ဝင်ရောက်သွားပြီးတော့ဟိုတုံ့ပြန်မှုတွေဖြစ်ဘာတွေဖြစ်လဲဆိုတော့လေပြွန်နေရောင်တာတွေဖြစ်တယ်။နောက်ပန်းနာယောဂါပေါ့နော်။အဲ့လိုယောဂါမျိုးတွေလည်းဖြစ်တယ်။နာတာရှည်အဆောက်ပျက်စီးရတယ်။ဒါတွေလည်းဖြစ်တယ်လို့ပြောရတယ်။အဲ့တော့ပေါင်တာမုံကလည်းနည်းနည်းတော့သတိထားတယ်နော်။နှာခေါင်းနဲ့သိရလို့မရအောင်။နောက်တစ်ခုကဓာတ်မတက်ရတယ်လည်းဖြစ်နိုင်တယ်။ပေါင်တာမုံကဓာတ်မတက်တဲ့သူတွေအတွက်လည်းဟိုဓာတ်မတက်တာမျိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်။ပေါင်တာမုံထဲမှာပါဝင်တဲ့ဓာတ်ရုပ်ပစ္စည်းတွေရတဲ့အရေးပြားကိုတချို့ ့လူတွေမှာဆိုရင်ဓာတ်မတည့်မှုတွေဖြစ်စေပြီးတော့ရေရှည်သုံးရင်အရေးပြားတွေရှားရင်နာဓာတ်မတည့်ရဲ့လက္ခဏာတွေဖြစ်ပေါ့ဒီပြားရင်နီလာတာအဖုပ်ပိတ်နေထလာတာမျိုးတွေဒါမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ကိုယ်နဲ့မတည့်ရင်တော့ဒါအရေးပြားတစ်ခုတော့တံပြန်တက်ရောက်မှုတော့ပြပါမယ်လीအဲ့တော့ပေါင်နာမှုနဲ့ပတ်သက်ပြီးတော့ပေါင်နာရိုက်တဲ့သူတွေပေါ့နော်တတိထားတဲ့အချက်လေးတွေပါပေါင်နာမှုသုံးတာတော့သုံးငါပြောရဲအရေးပြား၆တွေ့ရမျိုးတွေမဖြစ်အောင်လို့နည်းနည်းထိမ့်ပြီးတော့သုံးပြရအောင်ဟုတ်တယ်နော် မိကဟိုတုံးပြီးတဲ့ခါကျရင်ကိုလိုအပ်တဲ့အချိန်တိုင်းနဲ့တခုပြရတယ်မ мян လေးပြန်ပြီးတော့ဖြတ်ပြရမှာပေါ့နော်ကောင်းပါမှာပဲဒါဟုတ်တယ်နော်အဲ့ခုနပြောပေါင်နာမှုကအသက်ရှူလမ်းကြောင်းနဲ့ဝင်ဒုက္ခပေးမှာနော်အဲ့လေးလေးသတိထားပေါင်နာမှုပေါင်နာမှုကိုရိုက်ပေးနေတဲ့အချိန်မှာပေါ့နော်အသက်လေးခဏအောင်လာတော့ကောင်းတယ်နော်ဟုတ်ဟုတ်လား อืมဟုတ်တယ်ကဲအစင်အလှပနဲ့ပတ်သက်ပြီးတော့အခုဆက်ပြောပြမယ့်အကြောင်းအရာဗာလဲဆိုတော့2015ခုနှစ်မှာလူတိုင်းอ่ะပေါ့เนาะ plan တွေအမျိုးမျိုးရှိကြရဲပေါ့အဲအခုအလှပနဲ့ပတ်သက်ပြီးတော့ပေါ့เนาะ2015အတွက်ကိုကိုအနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ထိမ့်သိမ့်မလဲပေါ့အလှပအတွက်ကိုကိုဘယ်လိုဥတည်ချက်ထားမလဲအဲ့အကြောင်းအရာလေးတော့လမ်းညွှန်ထားတာပေါ့เนาะအဲ့ဒါဗာလဲဆိုတော့ပထမဆုံးပြောထားတဲ့အကြောင်းအရာဗာလဲဆိုတော့နေ့စဉ်အသားရေထိမ့်သိမ့်မှုအတွက်ကိုအစီအစဉ်ချမှတ်ပေးပါတဲ့အဓိကနေ့စဉ်ကိုအသားရေထိမ့်သိမ့်တဲ့အခါမှာဆိုရင်အသားရေအတွက်ကိုတတိယလမ်းဟင်းသီးဟင်းရောက်ကိုဘယ်လောက်စားမလဲပေါ့အဲ့ဒီအစီအစဉ်ချမှတ်ပေး မဲ့အဲ့ဒါကကြတော့အများကြီးတော့မခက်ခဲဘူးမနက်ဆိုလဲကိုမျက်နှာဟိုဘောနောမျက်နှာတန့်စင်မဲ့ပြီးပြီဆိုရင်ပြန်ပြီးတော့တွန်းတာတော့ပါလိမ့်မယ်ဒီလိုပုံမှန်ပြုလုပ်နေကြအောင်ပဲကိုကပုံမှန်လေးလုပ်သွားယူမယ်ပေါ့နော်တချို့တစ်ခါလေကြတော့လူတွေကမိသွားတက်ကြတာမျိုးတွေပေါ့အဲ့လိုအခါမျိုးမှာဆိုရင်အသားရေမထိမ့်သိမ့်မိတဲ့အခါကျရင်ကိုအတွက်မျက်နှာမှာဆိုရင်အသားရေကတည့်ရမထိမ့်သိမ့်ရင်တည့်ရဆိုလို့ဒါဆိုးကျိုးလေးဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့ကြောင့်ပုံမှန်လေးထိမ့်သိမ့်မှုအတွက်ကိုအစီအစဉ်ချမှတ်ပေးပါမျက်နှာပေါင်းတင်တာချွေးပြောက်ကျင်းအောင်လုပ်တာဒါမျိုးတွေပေါ့ကိုဘယ်နေ့မှာဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့တနေ့ဦးနေ့မှာဆိုကိုအချိန်ရ င်ပေါင်းတယ်မလားအဲ့လိုအစီအစဉ်လေးချမှတ်ထားပါတဲ့နောက်တစ်ခုကကြတော့အသားရည်အမျိုးအစားနဲ့ပတ်သက်ပြီးကိုယ့်အသားရည်အမျိုးအစားကိုလည်းနားလည်ပေးရမယ်ကိုကအစီပြန်တဲ့အသားရည်လားနောက်ပြီးတော့လည်းဒါ6တွဲရဲ့အသားရည်လားပေါင်းဆက်အသားရည်လားပေါ့နော်အဲ့လိုနားလည်ပေးပြီးတော့ကိုယ့်ရဲ့အသားရည်အကြောင်းကိုသိပြီဆိုရင်ဒါနဲ့လိုက်ဖက်တဲ့ skin care ပေါ့ skin care product ဒါလည်းတေချာအသုံးပြုဖို့အတွက်တော့လိုအပ်နေပါပြီနောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့သပင်ခေါင်းခေါင်းပြီးတွေပေါ့သပင်ဖြစ်ရဲ့ခေါင်းပြီးတွေဒါတွေတန့်စင်ပေးရမယ်သူကခေါင်းပြီးတစ်ခုလည်းမဟုတ်ဘဲနဲ့သူကပေါ့နော်ကိုယ့်ရဲ့ဘီကုတ်တို့နောက်ပြီးကလစ်တို့ဒါရဲ့အစာတန့်စင်ပေးပါ ါတယ်ဘာလို့ဆိုတော့ဒီစပိတ်မှာဆိုရင်ကိုရဟဲကုတ်တို့ဒီစပရိတ်တို့အများကြီးဖြန့်နေအဲ့ခါမှာဆိုရင်ဒီဘီကုတ်ဆိုတဲ့ဒါကိုထက်ခါတစ်ခါလုပ်နေတဲ့ခါမှာဒီရဲမှာဆိုရင်အညစ်အကြေးတွေကန့်ညိနေတတ်တယ်အဲ့ဒါကိုကခေါင်းလျှော်ပြီးထပ်ပြီးတော့ကိုဒါကိုထပ်ပြီးတော့ကုတ်လိုက်မယ်ဆိုရင်အဲ့အညစ်အကြေးတွေကပြန်ပြေစမင်းနဲ့ပြန်ဝင်ပေါ့နော်တန်နေရလဲနေတတ်တယ်အဲ့ဒါကြောင့်ဒါတွေကိုလည်းတန်ရှင်းမပြုတ်လို့ဖို့တော့ပေါ့နော်ဒါကိုလည်းလမ်းညွှန်ပေးထားတယ်နောက် makeup brush တွေသုံးတဲ့အခါကျရင်လည်းကိုကဟိုအကြာလှနေပြီကိုဘယ်နည်းကိုပေါ့နော် makeup brush တွေဒီလိုမျိုးလျှော်လိုက်တယ်ဆိုတာမမှတ်မိတော့ဘူးဆိုရင်တော့တော်တော်လေးကိုတော့ကြာနေပြီအဲ့ဒါ makeup brush တွေဒီ ဖော့တွေအကုန်လုံးပြန်မျက်စိကြောပြီးပြီးတန့်စင်ပြီးပါအောင်နဲ့နောက်တစ်ခုပြောရတာကညဘက်တွေပါတီပွဲသွားတဲ့အခါတို့ရဆိုဒီရုံးကနေပြီးတော့စတက်ပါတီတွေပါသွားတဲ့အခါမျိုးမှာပေါ့နော်ရုံးကနေပြီးတော့ပါတီပွဲကိုတန်းကူးတဲ့အခါကျရင်ရမ်းတိတာရဲ့အသားရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ရေလည်းမချိုးရလေလမ်းစက်မရှိဘူးလူကညင်းညူနေအလုပ်တွေလည်းလုပ်အလုပ်ကနေပြီးတော့အညိလဲပြီးတော့တစ်ခါသွားတဲ့အခါကျရင်နည်းနည်းဟိုလလန်းစက်မရှိတော့ဘူးပေါ့နော်အဲ့တကြအဲ့လိုမျိုးညဘက်ပါတီပွဲသွားတဲ့အခါမျိုးမှာဆိုရင်တကယ်တော့ဟိုပေါ့နော်မသွားခင်မှာကိုကရေပါချိုးရတာတို့ပေါ့နော်မျက်နှာကိုတေချာတန့်စင်ပြီးတော့မိတ်ကပ်ကိုပြန်အ ်တက်လဲလိမ့်သွားတာမျိုးအဲ့ဒါကတော့အကောင်းဆုံးပဲဘာလို့လဲဆိုတော့လူမှုဆိုရင်မျက်နှာအသားရည်ကကြာတဏီကုံဒါညှင်းနွမ်းနေတဲ့အသားရည်ကနေပြီးတော့ဒီညဘက်ထီသွားတဲ့အခါကျရင်ကိုယ်အတွက်အဆင်မပြေဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်ဟိုအချိန်အချိန်မရအောင်ဆိုရင်တော့ရေချိုးဖို့အချိန်မရအောင်ဆိုရင်တော့ပေါ့နော်ကိုယ်အနေနဲ့မျက်နှာကိုပြန်ပြီးတော့တန့်ဆင်ပေးမယ်တန့်ဆင်ပြီးတော့မိတ်ကအသက်ပြန်ပြီးတော့လိမ့်တာမျိုးနောက်ပြီးရေချိုးတဲ့အချိန်ရမယ်ဆိုရင်ညနေအမွှေးစီလေးတမျိုးမျိုးပေါ့နော်ကိုယ်ရေချိုးတဲ့ဒီရေချိုးထဲမှာဆက်ပြားထဲမှာဖြစ်ဖြစ်ထည့်ပြီးတော့ပေါ့နော်ရေချိုးပေးတာမျိုးလလန်းဆန်းဆန်းဖြစ်ဖို့အတွက်ကိုကအရင်ဆုံးလုပ်ပြီးမှဒါပြင်ဆင်ပြီးပါတီပွဲသွား ားတော့အကောင်းဆုံးပဲလို့ပြောပြထားတယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီတလတစ်ချိန်ပေါ့အလှပအတွက်အချိန်ပေးရအောင်မေ။အဲ့ဒါကြတော့ဒါမျက်ခုံးပြုပြင်မျက်ခုံးပေါ့ပုံစံပေါ့နော်ပြုပြင်တာမျိုးတွေနောက်ပြီးဂျိုင်းမွေးချစ်တလုံးမွေးတွေဒါမျိုးတွေကိုရိတ်တာမျိုးနောက်ဆင်းပင်ပုံသွင်းပြုပြင်တာအယောင်ဆိုတာကောက်တာပေါင်းတင်တာဒါတွေကတလတစ်ခါလောက်ကိုကအချိန်ပေးနိုင်မယ်ဆိုရင်ကိုကအစ်စ်အစ်စ်တွေဖြစ်နေပြီးတော့ကိုဘွားအတွက်ကိုပေါ့နော်ဒါဟိုအစ်စ်တစ်ဖန်ပုံပုံစံမျိုးနဲ့အမွေးဖွားလာတဲ့ပုံစံမျိုးနဲ့ကိုကအလုပ်လုပ်တဲ့အခါမှာလည်းအဆင်ပြေပြီးအောင်မြင်မယ်ဖြစ်ကြပါတော့နော်တလတစ်ခါအချိန်ပေးဖို့အတွက်လည်းအကြံဉာဏ်ပေးထားတယ် နောက်တစ်ခါကျတော့ဗာလဲဆိုတော့ဆိုင်ကေတာရီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပုံကြပန်းကြဆိုင်ကေတာရီအတွက်ကိုကိုအနေနဲ့တခြားပုံသွင်းပြီးတော့တလားတစ်ခါလောက်ပေါ့နော်ကိုကြိုက်တဲ့စပင်းပုံစံဆိုရင်ဒီပုံစံကိုနောက်တလား ဟိုဖြစ်သွားပြီဆိုရင်နောက်တစ်လမှဆိုအဲ့ပုံစံလေးပဲပြင်ပြီးပုံသွင်းမိတာမျိုးပေါ့အဲ့လိုပုံစံလေးတွေလည်းပြုလုပ်ပေးပါတဲ့အတိကအလှပအတွက်ကိုပေါ့နော်ဒါကို့အတွက်အစီအစဉ်လေးရှိရမယ်နောက်တစ်ခါပါလဲဆိုတော့ကို့ရဲ့အလှပအတွက်ကိုပေါ့ဘူဒီဘက်တီမဟုတ်ပဲနဲ့အချိန်ပေးပြီးပြုလုပ်ပေးတာမျိုးတွေလည်းဒါသူ့အနေနဲ့အစီအစဉ်ချမှတ်ချမှတ်ဖို့အတွက်ပြပြထားတာပေါ့နော်ဒီအချက်လေးညာ2015မှာဆိုရင်မလုံးမဖြစ်လောက်ရတော့ပါနော်ဟုတ်တယ် ဟုတ်ပြီအမြဲတမ်းနှစ်တစ်နှစ်အအစ်စ်မှာပဲဖြစ်ဖြစ်လာလာရဲ့အစမှာပဲဖြစ်ဖြစ်လေအမြဲအလှပနဲ့ပတ်သက်ပြီးတော့တော့တတိထားနေဘူးတော့လုံးမဲ့နေတယ်ဟုတ်ဆိုပြစ်ထားပြစ်ထားပြစ်ထားအောင်များပြီးတော့ကိုယ့်ကိုဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေတော့ပါညစ်ပတ်ဆုပ်ပြဲတယ်နေတဲ့ညစ်ပတ်လားညစ်ပတ်လားကဲဒါဆိုရင်နားလေးရအောင်เนาะထပ်မံပြီးတော့တင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမယ့်အစီအစဉ်ကိုခဏလေးနားအောင်မယ်เนาะ